လာမယ့်ရက်သက်ပတ်တပတ်အတွင်းကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငိမ့်မသက်ခြင်းမုတ်တုံလီအားကောင်းလာနိုင်ခြင်းနဲ့အပူပြန်သက်သိမ်းများဖြစ်ထုံးမှုအားကောင်းလာခြင်းတွေကြောင့်ဒေသအချို့မှာမိုးကြီးနိုင်တယ်လို့မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသတရင်အတိပေးချက်အနေနဲ့ထုတ်ပြန်ထားပါသည် ဒီလိုဖြစ်စဉ်တွေကြောင့်မေလ23ရက်ကနေ30ရက်နေ့အထွန်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထချုံရွာထားမိုးကြီးဓာတွေဖြစ်နိုင်ပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည် ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနယ်အရှေ့ပိုင်းတွေမှာ နေရာအနှံ့ပြားမိုးထချုံရွာခါအချို့ဒေသတွေမှာနေရာကွက်၍မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။မိုးတဲ့ထန်းစွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကျွေးခြင်း၊လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ် မြင့်ငယ်ချောင်းငယ်အနီးနေထိုင်ချောက်သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုးတင်သတိပြုရှောင်ရှားနိုင်ရန်နဲ့ပြည်တွင်းရေချောင်းသွားလာရေးနဲ့လေချောင်းပြန်တန်းရေးအနေနဲ့လဲကြိုးတင်သတိပြုနိုင်ဖို့မိုးလီဝသနှင့်ဆလာဘေးဒါညွှန်ကြားမှုဦးစီးဌာနကကြိုးတင်အတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။